ဆက်မယ်ဗျာဒါဟိုနေ့ကကျွန်တော်ပြခဲ့တဲ့ခွန်ထေးစီ၃လုံးကြမယ်ဆိုင်เนาะကျွန်တော်ဒီငါးစုံနဲ့ခုနှစ်ထဲမှာနှစ်ဦးက၃ညထိတ်တည်အဲ့ဒီနှစ်ထဲမှာ၃ညထိတ်တစ်လုံးကြတယ်နှစ်လုံးကြတယ်เนาะနောက်ဒီမှာ၃လုံးကြမယ်လို့ကျွန်တော်ပြောခဲ့တယ်အဲ့ဒီ၃လုံးကြမယ်နေရာဒီဒီပရိတ်ကိုကိုပါပါ၄ထိတ်အဲ့ဒီ၄ ိုးပါပါ၄ထိပ်အဲ့ဒီ၄နောက်ထောင်၃လုံး၄လို့ရိုက်တဲ့အောက်မှာသုံးညထိပ်စီ၃လုံးမြောက်နော်နောက်ဒီမှာနှစ်ဥမ၃ထိပ်အဲ့ဒီ၃ထိပ်ကအဲ့ဒီနှစ်ထဲမှာ၃ထိပ်စီ၃လုံး၂လုံး၃လုံးမြောက်ကြတယ်နော်အဲ့၃ထိပ်စီ၃လုံးမြောက်ကြလိုက်ရင်လည်းဗရိတ်ကိုးကိုးပါပါ၄ထိပ်၄ကနောက်၃လုံး၄လို့ဖြစ်တဲ့အောက်မှာ၃ထိပ်စီ၃လုံးမြောက်ပြည့် အဲ့ဒီမှာကျွန်တော်တို့ခွန်တဲ့ဒီအနှလုံးရှိပြီနောက်တစ်လုံးကဒီမှာ6လေးမရိုက်ဘူး6လို့ပြိုက်နော်ဗတိ4 4ပါပါ6ထိပ်အဲ့ဒီ6ကိုနောက်သုံးလုံး6လို့ထွက်ပြီးမှသူ့ရဲ့အောက်မှာခွန်ထိပ်စီ3လုံးမြောက်ထွက်မယ်နော်အဲ့ဒီမှာကျွန်တော်ပြောခဲ့တဲ့ဒီ3လုံး5ကြောင်ဒီ3လုံး5ကြောင်5ပါပါဒီ3လုံး30နော် ဒီမှာလဲအတူတူပဲ၃ထည့်စီ၃လုံးမြောက်ကြာရင်ဒီ၃လုံး၅ချောင်း၅ပါပါဒီ၃လုံး၁၀เนาะအခုကျွန်တော်ခွန်ထည့်စီ၃လုံးကြာရင်ဒီ၃လုံး၅ချောင်း၅ပါပါဒီ၃လုံး၁၀ဆိုရင်6နောက်ပိန်နဲ့ကြာမယ်เนาะအဲ့ဒီမှာကျွန်တော်ဗရိတ်ခွန်ဗရိတ်ရှိเนาะကျွန်တော်ဗရိတ်6လို့ကျွန်တော်ထည့်လိုက်တယ်အဲ့အဲ့လွယ်လွယ်လေးကျွန်တော်ထည့်တာပဲဗရိတ်ခွန်ဗရိတ်ရှိဗရိတ်6ဆိုတော့၄ခါရောက်သွားတာပေါ့အဲ့အဲ့ဒီဂန္ဓာက ကျွန်တော်တို့ကစားနေတဲ့ဒီ line ကျွန်တော်အမြဲတမ်းအလွယ်ပဲကျွန်တော်ကောက်ကောက်ပြောတယ်ဒီ line ကိုကျွန်တော်တခါမှတော့အရှိကြီးထိတ်မပြောဘူးနော်ကျွန်တော်အမြဲတမ်းပြောတဲ့တခါကွာ၄၃ခတ် line ကျွန်တော်အဲ့လိုပဲအလွယ်အလွယ်ပြောတယ်မအဲ့တခါကွာ၄ line နဲ့မှာနော်အဲ့တခါကွာ၄ line နဲ့မှာ तू အကြင်ခိုက်ကစားတာတွေရှိတယ်ဘယ်လိုအကြင်ခိုက်ကစားတာတော့ဆိုတော့ကျွန်တော်တို့ဒီ6 9 4တွေ တို့တဒန်းနဲ့ပေါက်ခဲ့တာဟုတ် နော်အဲ့ဒီ၆ကိုးလေးတွေတဒန်းနဲ့အနှစ်ရေအကိုက်ပေါက်ခဲ့တဲ့ကောင်းနေအဲ့ဒီကိုးတွေကသူကနေနှစ်ရေအကိုက်မှာကိုးပါဝါ၄ကိုဝါ၄နဲ့သူကစားတယ်နော်ဝါ၄နဲ့ကစားတော့အဲ့ဒီမှာဘာလို့တစ်ခါနဲ့ကစားလဲဆိုတော့ဒီ၆ထည့်စည်းရဲ့ပါဝါဝါ၄ကိုသူကတစ်ခါနဲ့ကစားတယ်နော်အဲ့ဒီတိုင်းပဲဒီမှာလဲ၆ကိုးလေးထွက်တယ်အကျင်ခိုက်မှာ အထောင်၄ပြစ်တယ်အဲ့ဒီ၄ကိုဘွား၄၆ပါဝါတစ်ခါနဲ့နော်အဲ့ဒီ၆ကကိုးထိပ်စီထွက်တော့သူကအဲ၆ကို၄ထွက်တော့သူက၆ထိပ်စီနဲ့ထွက်ခဲ့တာဒုတိယကွက်လည်းဒီမှာတိုင်းမဲ့၆ထိပ်စီနဲ့ထွက်တယ်၆ကို၄၉ကိုးပါဝါအထောင်၄ဘွား၄ကို၆ပါဝါတစ်ထိပ်နဲ့ထွက်တာနော်အဲ့အဲ့ဒါ၄ကျွန်တော်ဘာလို့ပြောတော့ဆိုတော့အဲ့ဒီ line ထဲမှာအကျိန်ငိုက်ကစားတာ၄ခွန်ခါး၄သူ့ရဲ့နောက်နှစ်မှာလိုက်ထွက်တာ အဲ့ဒီခွန်ခါရဲ့ဇောင်းမှာအကျင့်ကြိုက်ပဲဗရိတ်ခွန်နေနော်ခွန်ခါရဲ့ဇောင်းမှာဗရိတ်ခွန်နေခွန်ခါရဲ့ဇောင်းမှာဗရိတ်ခွန်နေသူထွက်တာအကျင့်ကြိုက်တွေပဲကစားနေတခါအဲ့ဒီဗရိတ်ခွန်ကနေကျွန်တော်တို့အောက်ကိုအကျင့်ကြိုက်ပြေးဆင်းလိုက်ရင်ဒီနှလုံးကိုသူ့ဇောင်းမှာဗရိတ်နှစ်ဒီနှလုံးရှိသူ့ဇောင်းမှာဗရိတ်နှစ်နော်ဒီနှလုံးခွန်သူ့ဇောင်းမှာဗရိတ်နှစ်ဒီခွန်ပါပါဗရိတ်နှစ်တွေသူပြန်ထည့်တာနော်ခွန်ပါပါဗရိတ်နှစ်တွေ အဲ့ဒီခွန်ပါပါပရိနှစ်တွေသူပြန်ကစားတယ်အကြိမ်ကြိုက်ပဲကစားတယ်ဒီလိုင်းမှာเนาะတဒန်းနေပဲအဲ့အဲ့ဒီဟာကိုအခုကျွန်တော်တို့အကြိမ်ကြိုက်တစ်ခါပြန်ကစားမယ်ဒီပွဲမှာအဲ့တော့အဲ့ဒီနှစ်ထဲမှာကျွန်တော်တို့ပြီးခဲ့တဲ့ပွဲကထက်စီးကြောင်3 7เนาะကျွန်တော်ထက်ကြောင်3ကို7ရိုက်တယ်ဇောင်းက4လို့ရိုက်တယ်เนาะဇောင်း4ထက်3လုံးက 17လို့သူထွက်သွားတယ်ဒုတိယကပ်မှာလည်းအဲ့ဒီတိုင်းပဲဇောင်း၄ပြီးတော့ဒီမှာဇောင်း၅လို့သူထွက်တယ်ထက်စီးတောင်၃လုံးကခုနကတော့17 1ပေါ့နော်ခုနကတော့1ကျွန်တော်ထိုက်ထောင်၃လုံးကို1ဒီမှာထိုက်ထောင်၃လုံးကိုသူက2လို့သူပြောတယ်နော်ဇောင်း၃လုံးက9ကိုဒီမှာဇောင်း၃လုံးက လေးလို့ကစားတယ်အခုပြီးခဲ့တဲ့ပွဲတော့ကကျွန်တော်တို့ဇောင်း3လုံးထိုက်ထောင်3လုံး1ထိုက်ထောင3လုံး2လို့ပြီးတော့ထိုက်ထောင်3လုံးက3နော်3ကိုနဲ့6နဲ့ပေါင်းတော့ငါ9နဲ့10နဲ့ပေါင်းတော့3ထိုက်ထောင်3လုံး3လို့ဖြစ်လိုက်တာနဲ့ဒီဇောင်း3လုံးက6လို့သူထည့်အဲ့တော့ဇောင်း4ဇောင်း5ဇောင်း6ကို ထိတ်ထောင်သုံးလုံး1 2 3ဆိုပြီးတော့ तू ကကစားသွားခဲ့ပြီအဲကစားပြီးပြီ तू အောက်မှာကျွန်တော်တို့သူ့ရဲ့အောက်မှာကျွန်တော်တို့ဇောင်း30လို့အဲဇောင်း8လို့ကျွန်တော်တို့ထည့်လိုက်အဲဇောင်း8လို့ထည့်လိုက်တာ ਨੇ ဒီ6တပါဝါခွာထားတာလေးอ่ะ6ထိပ်ဒီ6ထိပ်လို့သူဝင်เนาะ6တဒုတိယကတ်မှာအဲပထမကတ်မှာဒုတိယကတ်မှာကျတော့ ခွန်နှစ်ခွန်ပါဝါနှစ်ပိတ်အဲ့ဒီခွန်လေးဒီခွန်လို့ပိတ်လိုက်တာနဲ့ဒီဆောင်သုံးလုံးက6လို့ရိုက်နော်6ဒီမှာတော့က8ထိပ်စီးက6ထိပ်က6ထိပ်ဒီမှာခွန်ထိပ်ခွန်ရဲ့ခွန်ထိပ်ကခွန်အပိတ်လို့ရိုက်တာနဲ့ဆောင်သုံးလုံးက6ဒါဆိုကျွန်တော်တို့ဒီနေရာမှာဆောင်သုံးလုံးက30လို့ရိုက်ရင်8အပိတ်အဲ့ဒီ8အပိတ်ဒီဒီဘက်မှာ38ခွာထားနော် ော့သူက38ခွရှစ်ထိတ်က8အပိတ်ခွန်နှစ်အခွခွန်ထိတ်ကခွန်အပိတ်ရှောက်တဲ့အခွ6ထိတ်က6အပိတ်နော်အဲ့ဒီမှာကျွန်တော်တို့ထိတ်နှလုံးကိုပုံသေးရှစ်လို့ထိတ်လိုက်တာနဲ့ဒီပရိတ်၄ဒီ၄ထိတ်လို့တူတတ်တယ်နော်ဒုတိယကမ္မလည်းအဲ့ဒီတိုင်းပဲထိတ်စီးနှလုံးကိုကျွန်တော်တို့ရှစ်လို့ထိတ်လိုက်တာနဲ့ ဒီပရိသတ်တစ်တည်တစ်ထိတ်လို့သူထွက်တယ်ဒါဆိုရင်အခုကျွန်တော်တို့ဒီကစားမဲ့ကရမထက်နှလုံးရှစ်လို့ထက်လိုက်တာနဲ့ဒီပရိခွန်ဒီခွန်ထိတ်နော်အဲ့တော့ခွန်ထိတ်ရှစ်အပိတ်ရပြီအဲ့ဒီခွန်ထိတ်ရှစ်အပိတ်ကိုကျွန်တော်ဘာလို့၄ခါထဲတုံးဆိုတော့အဲ့ဒီမှာတော့တစ်ခါတည်းပါပြီဒါပဲခါနှလုံးပေါင်းရင်၃ည ားနှလုံး၃ညာဒီမှာခားနှလုံးပေါင်းရင်၉ဒါဆိုရင်ဒီမှာကျွန်တော်တို့ခားနှလုံးပေါင်းရင်၈ဖြစ်အောင်၄ခားလို့ပြောထည့်မှာရမယ်เนาะအဲ့တော့ခွန်၄၈အဲ့တော့ကျွန်တော်ပထမရက်ကပြောခွန်ထည့်၃လုံးကြာရင်အဲ့ဒီခွန်ထည့်ကြည့်ဒီရှိတနည်းကြော်ရခဲ့ခွန်ရှိ၄ကိုကျွန်တော်ဝိုင်းပြီးခဲ့เนาะခွန်တဲ့စီ3လုံးမြောက်ကြခဲ့ရင်အဲ့ဒီကဏ္ဍလေးရှေ့တစ်နှစ်ကျော်ကဏ္ဍဖြစ်ကြပါမယ်ဟုတ်ပြီနော်အဲ့ဒါနဲ့ဆိုရင် तू ကအန်ဂိုက်သွားကြတယ် အဲ့ဒီဆိုင်မှာကခွန်ထိတ်၃လုံးကဒီအချိန်ကြခဲ့ရင်ရှင်းနောက်ပိတ်နေသူကကြရမယ်နော်အဲ့တော့ကျွန်တော်တို့ခွန်ရှင်းလေးကိုနောက်တစ်ခုကျွန်တော်တို့တွားကြည့်မယ်ဒီလိုက်ဟိုနေ့ကျွန်တော်ဆရာကဘာပေးကျွန်တော်စစ်ကြည့်စမ်းကွာတဲ့ဆိုတော့ကျွန်တော်သူပြောတဲ့ကဏ္ဍတော့တခြားခွက်ပေါ့လေနော်ကျွန်တော်ကအဲ့ထဲမှာသူနဲ့အမြင်မတူတဲ့ကဏ္ဍတစ်ခွက်ကျွန်တော်တွားတွေ့လို့ဒီလိုက်ကလည်း နည်းနည်းတော့ရှုပ်တော့ရှုပ်တယ်နော်ကျွန်တော်ဒီနေရာမှာ6ခါဇောင်းခွန်ဆိုတာရှိတယ်နော်ဒီမှာ6ခါနဲ့ဇောင်းခွန်ဆိုတာရှိတယ်သူကနေအကျင်ကြိုက်ပဲအကျင်ကြိုက်ပဲနော်ကျွန်တော်တို့6ခါနဲ့ဇောင်းခွန်အဲ့ဒီ6ခါနဲ့ဇောင်းခွန်ရဲ့နောက်နှစ်မှာကျွန်တော်တို့3ပရိတ်နှစ်ဦးမှာဝါးဝါးသွားတယ်နော်အဲ့ဒီ6ခါနဲ့ဇောင်းခွန်သူတို့က3ဖြစ်နေတာဟုတ်နော်နောက်နှစ်နှစ်ဦးမှာသူက3ပရိတ် အဲ့ဒီမှာလေဇောင်း9ခန်း6ခါပေါင်းရင်3ဖြစ်တော့နောက်နှစ်မှာ तू ကဒါနှစ်ဥမှာ3ပြိတ်ထွက်တာအဲ့ဒီ3ပြိတ်ထွက်ပြီးတာ ਨੇ तू ကနေပြီးတော့ကျွန်တော်တို့2နှစ်ကြော်လိုက်ရင်ပြိတ်လေးအဲ့ဒီပြိတ်4ဒီ4ပါပါအဲ့ဒီနေရာမှာကိုထိတ်လို့တဲ့နော်ဒီမှာကိုပြိတ်နှစ်ထိတ်နောက်ဒီမှာကျွန်တော်တို့10ပြိတ်3ထိတ်ခွန်ပြိတ်4ထိတ် เนาะအဲ့တော့ကျွန်တော်တို့ဒီပရိတ်3ရက်နည်းနည်းကြော်မှာ4ပါဝါ6ထိပ်အထောင်3လုံးက4ကိုဘွား4လို့ပြတာเนาะဘွား4ကိုဒီမှာတက်ခါနဲ့ခုနကစိုက်နေမရောနဲ့တော့မတူဘူးအဲ့တော့ဒီမှာလဲအထောင်3လုံးခွန်3ပရိတ်သူ့ရဲ့2ပွဲကြော်မှာပရိတ်4လို့ပဲခစားတယ်4ပါဝါ6ထိပ်စီအထောင်3လုံးကကျွန်တော်တို့တုံညပါเนาะ အဲ့ထောင်သုံးလုံးတုံညာကိုသူကဘွားတုံညာတစ်ခါနဲ့ဒီစားဒီထောင်သုံးလုံးတုံညာကိုဒီမှာဘွားမေးတော့တော့တုံညာဖြစ်သွားပြီဒါဆိုရင်ကျွန်တော်တို့ဒီမှာဇောင်းခွန်ပရိတ်၃ရိုက်ပြီ သူ့ရဲ့နှစ်နှစ်ကျော်မှာပရိတ်၈က၈ထိတ်စီးလို့ထွက်တယ်အဲပရိတ်၈၈ပါဝါ၃ထိတ်လို့ထွက်တယ်ထွက်ပြီးတာနဲ့အဲ့ဒီမှာဇောင်း၄ခါတော်သုံးလုံး၄၄ပါဝါဘွား၉အဲ၄ပါဝါအဲဒီခါတော်သုံးလုံး၄ ဘဝလေးတစ်ခါနဲ့ပဲထွက်တယ်နော်အဲ့တော့သူကဖလိုက်တဲ့ဓာတာတွေကတော့အများကြီးပဲရှိတယ်အဲ့ဒီထဲမှာနော်ကျွန်တော်တို့ဒီအောက်မှာတွေဟိုဆက်ဆက်မှုတွေကျွန်တော်လိုက်ပြောရင်တော့အခြေကြီးဖြစ်တော့မှာအဲ့တော့လိုချင်တာကအဲ့ဒီတစ်ခါရဲ့တစ်နှစ်ကျော်နှစ်ဦးမှာသူကအပူခွာထွက်တာဟုတ်နော်အဲ့တော့ဒီတစ်ခါရဲ့တစ်နှစ်ကျော်နှစ်ဦးမှာအပူပဲထွက်တာ တော့ဒီတစ်ခါရဲ့တစ်နှစ်ကျော်အပူပဲထွက်တယ်နှစ်ဦးမှာအဲ့ဒီအပူထွက်ထားတဲ့နှစ်ထဲမှာကျွန်တော်တို့တစ်ထိတ်နော်ပထမကျွန်တော်တို့ဒီတည်ခဲ့တဲ့တစ်ခါဒီတစ်နှစ်ကျော်မှာတစ်ထိတ်စီလို့တစ်ထိတ်စီလို့သူဒီနေရာမှာတလုံးထွက်လိုက်တယ်နော်တုံညာထိတ်ပြီးမှာအဲ့ဗရိတ်3 8အဲ3 30ပေါ့နော် တဆယ်ပရိတ်အောက်မှာတုံညာထိတ်လို့ထွက်တယ်သူ့ရဲ့ဘေးမှာတိထိတ်စီထွက်တယ်အဲ့ဒီအောက်မှာထွက်တဲ့ကဏ္ဍကိုကြည့်ပါအဲ့ဒီဒုတိယကလည်းအဲ့ဒီတိုင်းပဲ၃ပရိတ်၁၀ပရိတ်เนาะ၃ပရိတ်ပြီးတော့ဒီမှာ၂ပရိတ်၉ပရိတ်ဖြစ်သွားပြီเนาะ၁၀ပရိတ်ပြီးတော့၉ပရိတ်သူ့ရဲ့အောက်မှာတိထိတ်စီဘေးမှာတိထိတ်စီတလုံးထွက်တယ်သူ့ရဲ့အောက်ထွက်တဲ့ကဏ္ဍကိုကြည့်ပါအဲ့ဒီမှာကျွန်တော်တို့၁ပရိတ်၁၀ပရိတ်ဖြစ်ပြီးသူ့အောက်မှာ၂ထိတ်စီထွက်တယ် နှစ်ထိပ်ဘေးမှာတစ်ထိပ်စီတလုံးထည့်သွားပြီသူ့အောက်မှာထွက်တဲ့ကဏ္ဍကိုကြည့်မယ်အဲ့ဒီတုံညာတစ်လို့ဖြစ်တယ်သူ့အောက်ထွက်တဲ့ကဏ္ဍဒီရှေ့တနှစ်ကျော်ကဏ္ဍနော်တနှစ်ကျော်ကဏ္ဍတခါတစ်တစ်လို့ဖြစ်ပြီသူ့ရဲ့အောက်မှာထွက်တဲ့ကဏ္ဍကလည်းရှေ့တနှစ်ကျော်ကဏ္ဍနော်ကိုကိုတော့ဒါဆိုရင်ဒီမှာနှစ်တစ်လို့ဖြစ်ပြီသူ့ရဲ့အောက်မှာထွက်တဲ့ကဏ္ဍဒီရှေ့တနှစ်ကျော်ကဏ္ဍနော်ခွန်ရှိ၄ကိုပဲကျွန်တော်တို့ ောက်ခွန်ချက်လို့ဆိုတော့ဆိုတော့အဲ့နားမှာကျွန်တော်တို့လိုတာပဲပြောတာပေါ့လိုရင်းပဲပြောကြတာပေါ့နော်တို့ဒီတစ်ခါခွန်နောက်ပိတ်သူ့ဆောင်မှာခါနှလုံးရှစ်လို့ဖြစ်တယ်လေးခါနှလုံးထောင်းတယ်ပေါ့ဗျာနော်အဲသူ့ရဲ့အောက်ဆောင်တပွဲကြော်ရခန္ဓာတစ်နှစ်ကြော်ကိုထွက်တယ်နော်တကယ်သူကနေတန်းတန်းသွားလိုက်ဒီမှာလေတစ်ခါခွန်နောက်ပိတ်လို့ဖြစ်တယ်ခုနကခါနှလုံးရှစ်ကို၄၄ခုခါနှလုံးရှစ်ကို၃၅ အဲ့ဒီငါခါရဲ့အောက်ဆုံးတစ်ပတ်ကျော်ပါခဲ့နေကိုကိုတုံးဒီတစ်နှစ်ကျော်ထွက်တယ်တစ်ထိုက်စီအောက်မှာပဲထွက်နော်အဲ့သူကနေတန်းတန်းကျွန်တော်တို့လာလိုက်ဒီမှာတစ်ခါနဲ့ခွန်နောက်ပဲနော်ဒီတစ်ခါနဲ့ခွန်နောက်ပဲလို့ထွက်ပြီးတယ်သူ့ရဲ့ဆောင်တစ်ပတ်ကျော်မှာနှစ်6ဆိုပြီးခါနှလုံးက6လို့ပဲရိုက်တယ်ထပ်ပြတဲ့အောက်ဆောင်တဝဲကျော်မှာထွက်တဲ့ခဏ၄ခွန်ရှိပြီတစ်နှစ်ကျော်မှာ တိထိတ်စီအောင်မှာပဲထွက်ကြမှာเนาะအဲ့ကျွန်တော်အဲ့နေရာမှာခွန်4ရှစ်4ပေါ့ဗျာနှစ်ကွက်တော့ထဲပါเนาะရှစ်ခါလည်းရှိတယ်အဲ့ဒီ line ထဲမှာကျွန်တော်တို့ဘာလို့အကြိမ်ခိုက်ခဏန်းကိုယူလဲဆိုတော့သူဒီမှာတက်လာတဲ့ကျွန်တော်တို့ပရိတ်ကို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 ပြီးတော့ဒီမှာ38 ဖြစ်နေတယ်ဗျာတဲ့မရဘူးလားရဘူးလားပြောဝါနေတယ်တဲ့ဟာကျွန်တော်မန်းနေခုမှတွေ့မရဘူးလားရရင်ရတဲ့ချိန်ပြောရတဲ့အချိန်ပြောနော်ရတဲ့အချိန်ပြောမရဘူးလေထိစမှုနှီးနေတယ်တဲ့ဘိုင်း wifi ရရင်ပြောပါကျွန်တော်စောင့်နေပါမယ် bà má mới nhìn em mới không xe thêm mình nhìn mang ra mang ra dài biểu Yare más vio ya la mi ávila. ားပြီလားတဲ့ဟုတ်လိုက်မန်းကိုတက်မလာတော့ပြီးရပဲမန်းကိုတက်မလာတော့ မရသေးဘူးဗျာကဲမရသေးလဲတော်ပါပြီဗျာเนาะကျွန်တော်တို့ခုနကပြောခဲ့တဲ့အဲအတန်ကြားရင်လဲရပါပြီ9 4 8အဲ့ဒါပါပဲနောက်ဆုံးပဲကျွန်တော်အသေးစိတ်တော့မရှင်းပြတော့ဗျာเนาะလိုင်းရမကောင်းဆိုတော့ကဲအားလုံးပဲအဲ့ဒါဒုတိယကျွန်တော်အကြိုက်ဆုံးခန်းနော်နှစ်ကွက်တော့ထိုးခွန်ထိတ်နဲ့9 4 9 4 8နှစ်ကွက်တော့ထိုးလိုက်လှကဲအားလုံးပဲကံကောင်းကြပါသေးတယ်เนาะလိုင်းရမကောင်းတော့ကျွန်တော်လည်းအရစ်တွေမတက်နေတော့